နိုင်ငံတော်ရဲ့တံမကန်ပေါ်ကိုတော့အောင်ဆန်းစုကြည်ဟာနိုင်ငံကုံလူဆောင်ဝိုင်းရင်ဝင်ကြီးမစ္စတာ96တောင်ကိုဒီနေ့မတ်လ16ရက်နေ့နနက်7:00နာရီခွဲအချိန်ကနေပြီးတော့ရှိတင်ငယ်ဟဟိုတယ်မှာလက်ခံတွေ့ဆုံခဲ့လို့နိုင်ငံတော်တံမကန်ရုံးရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်ဒီလိုတွေ့ဆုံမှုမှာနိုင်ငံတော်ရဲ့တံမကန်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်စင်ကာပူသမ္မတနိုင်ငံဂုံတူးဆောင်ဝါယင်ဝင်ကြီးမစ္စတာကိုချောင်းထောင်နိုင်ငံတော်တံမကန်ရုံးဝင်ကြီးဌာနပြောင်စုဝင်ကြီးဦးကျော်တင်ဆွေ ပြောင်းစုဆိုရအဖွဲ့ဤအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဦးတောင်ထွန်းနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်တင်နဲ့မြန်မာနိုင်ငံဆိုင်ရာစင်ကာပူသမ္မတနိုင်ငံသံအမတ်ကြီးဝန်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီလိုတွေ့ဆုံပြီးနောက်စူပေါင်းမှတ်တမ်းတင်တပ်ပေါင်းရိုက်ခဲ့ရလို့ထုတ်ပြန်ချက်အရာသိရပါတယ်။အဲဒီနောက်နိုင်ငံတော်ရဲ့တမန်ခါပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့စင်ကာပူသမ္မတနိုင်ငံဂုံတူးဆောင်ဝိုင်းဝင်ကြီးမစ္စတာကိုချောင်းထောင်တို့ဟာတင်ကင်ဟဟိုတယ် private dining room မှာတည်တံ့တွေ့ဆုံဆွေးနွေးခဲ့လို့နိုင်ငံတော်တမန်ခါရုံးကထုတ်ပြန်ထားပါတယ်။